အားတော့အားကြပါတယ်နော်ဒါချစ်စရာကောင်းပါတယ်တို့တွေတွေတယောက်နဲ့တယောက်နဲ့အရန်ချစ်တာချစ်ဖို့ကောင်းပါတယ်အားကြပါပဲကိုယ်တိုင်ရောဟမ်ကျွန်တော်တော့အေးဆေးပါပဲကျွန်တော်တော့ single ပေါ့နော်အာမြန်မာလေးမြတ်သူရဲ့ဒါထက်မြတ်သူစိန်ဆိုင်ဖွင့်ပွဲပေါ့နော် စိန်နဲ့ရွှေဆိုင်ဖွင့်ပွဲရောက်လာတာပေါ့ကြိုက်တဲ့တိုင်းမမွေးနိုင်သေးဘူးကျွန်တော်အလုတ်ပါနေတယ်ဒါရောက်မြင်ပါစေနော်အကုန်ယူပါတယ်ကိုကြီးမလေးနော်အခုလိုမျိုးဆိုင် ဖွင့်ပွဲကိုကျွန်တော်တက်ခွင့်ရတဲ့အတွက်လည်းကုန်ယူပါတယ်ကုန်ယူပါလိမ့်တော့ဟုတ်မြန်မာလေးနဲ့ကျွန်တော်နေရလေဒီကျွန်တော်တို့ဒီအမှုပညာအလုပ်ကိုကျွန်တော်တို့စာလုံးရေးစတဲ့ကအတူတူလုပ်ခဲ့ကြတယ်မနော်ဆိုတော့ဟိုကျွန်တော်ဆိုလဲအမေထားပွဲရသူတို့ဆိုလဲမာစတာအဲ့ရနေပြီးတော့မှတင်ဒီလုပ်ကိုကျွန်တော်တို့ကြိုးစားရုံးကန်လာခဲ့ကြတာနောက်တော့သူတို့ MRT 4ရောက်သွားတယ်အဲအဲ့မှာမင်းသမီးလေးဖြစ်သွားတယ်ပေါ့နော်အဲအဲ့လိုလေးပေါ့ဒါဆိုကျွန်တော်တို့ကဒီဘက်အပြင်အပြင်မှာပေါ့အဲအဲ့လိုမျိုး ဆိုတော့ဟိုဟိုတုံးတည်းအားအတူတူကျွန်တော်တို့ဒီစာလုံးရေးစာပွားနေလို့ကြမ်းကြမ်းဖက်တန်းလာခဲ့ပြီးတော့မှဒီမျိုးပညာလောကတွေကိုအဲအတူတူရောက်ရှိလာကြတယ်ပေါ့နော်မောင်နှမတွေမဟုတ်သူကဟိုအမြဲတမ်းတူဝက်တယ်ကြိုးစားတယ်ဟိုတိတ်တိတ်ဆိတ်ဆိတ်လေးပဲနေတယ်သူတစ်ပါးလို့အဲ့လိုမျိုးဟိုလိုအဲ့လိုတိတ်ပြီးလိုင်းပေါ်မှာလည်းတိတ်ပြီးတော့အဲ့လိုပေါ်ပေါ်တင်တင်တိတ်မနေတတ်ဘူးเออ तू လုတ်ချင်တဲ့အရာကို तू ကအဲ့လိုကြိတ်ပြီးစူးစမ်းရတဲ့ညီမလေးဆိုတော့ဒီအမှုပညာမှာလည်းဟိုတချို့ character တွေမှာနေရာတိတ်မရပေမဲ့လည်းသူအကောင်းဆုံးကြိုးစားတယ်။နောက်ဟိုမြိုင်ဆိုတဲ့ဇက်လန်တွေလေးနဲ့တော်တော်လေးပောက်ခဲ့တယ်ပေါ့နော်။အဲအဲ့လိုလေးအဲကိုယူပါတယ်အများကြီးအောင်မြင်ပါစေကိုညီမလေးကငကိုတည်းကဟိုစူးစမ်းတဲ့ညီမလေးပေါ့နော်အာလက်တလုံးနေနဲ့ဒါဒါညီမလေးနဲ့ဒါကျွန်တော်ဇလန်တွဲတွဲတောင်ရိုက်ထားသေးတယ်ဆိုတော့အဲ့ကာရက်တာလေးကသူတော်တော်ပေါက်လိုက်မယ်အဲဘာလို့ဆိုဇက်ကလည်းသူကမင်းသမီးဇက်ပဲ MD ဘိုးကပြမှာအာဆိုတော့ဟိုမြားညိုဆိုတဲ့ကာရက်တာလေးနဲ့ဒါကျွန်တော်အရင်ဦးဆုံးမိတ်ဆက်ပေးခဲ့မယ်နော်တော်တော်ပေါက်လိုက်မယ် ါဒါကိုညီမလေးစားတာကျွန်တော်ကြိုးပြောတာတကယ်တကယ်ပောက်လိုက်မယ်အဲ့ character သူတော်တော်လေးကိုစူးစမ်းဘယ်လိုစိတ်ထဲနှစ်ပြီးတော်တော်စူးစမ်းထားတဲ့ဇလံတွယ်လေးမှာလဲကျွန်တော်ကိုကျွန်တော်လည်းဒါပါဝင်ပြီးတော့အတူတူတိ ਊ ဆောင်ထားတယ်အဲ့တော့အဲ့ဇလံတွယ်လေးလည်းသူမကြခင်ဒါမိတ်ဆက်ပွဲလောက်လောက်ပါလိမ့်မယ်ဟုတ်အဲကံပတ်မှာဟုတ်တယ် သူကမ်ဘက်မှာအကောင်းဆုံးဖြစ်မှာပါဆိုတော့သူတော်တော်လေးစိတ်ရောကိုယ်ရောနှစ်ပြီးတော့ဒီဇလန်တွဲကိုသူတော်တော်လေးစူးစမ်းတာပါလေလာပါလိမ့်မယ်ဟုတ်အဲဝမ်းသာပါတယ်နော်ကိုညီမလေးပါအမြဲတမ်းသူ့ဘဝလေးအေဂျင့်သွားတယ်ဟိုဒီမှာဟိုသူလောက်ရေကိုင်လေးတွေနော်သူတို့ရဲ့လင်မယားချစ်စရာကောင်းပါလေကျွန်တော်လည်းဟိုရှူတင်မှာတူတူစုံတယ်နေတိုင်းမဟုတ်ရွှေချာ ိုဆိုင်ဆိုလဲနေတိုင်းကျွန်တော်တို့ shooting တပွဲလုံးဟိုတနေ့မှမပြတ်ဘူးဓာတ်ပေါက်ကျွေးလာရေခဲမုတ်ကျွေးလာအေးအေးကျွေးလာ coffee တိုက်လာအဲ့လိုမျိုးစုံကျွေးတာပါ shooting မှာလည်းအကုန်လုံးစိတ်ချမ်းသာအောင်အဲ light လုပ်ပေးရှာပါတယ်ဟုတ်အားတော့အားကြပါတယ်နော်ဒါချစ်စရာကောင်းပါလေတို့တွေတွေတယောက်နဲ့တယောက်နဲ့အရန်ချစ်တာချစ်ဖို့ကောင်းပါလေအားကြပါဘယ်လိုတိုင်းရအောင်ဟမ်ကျွန်တော်ကအေးဆေးပါပဲကျွန်တော်တို့ single ပါနော်ဟုတ်သူလည်းဒုက္ခတွေနဲ့ဟိုအချီလုံးလိုက်ရတဲ့ဥစားပေးလို့မရအောင်ကွာ အမိုးရွှေရောက်ရေးတွေကြီးနေပြီအဲဟုတ်တယ်အမုံမြစ်မှာမဟုတ်အဲ့ဒါလေးကျွန်တော်အမုံမြစ်ပို့စတာကိစ္စလေကျွန်တော်တော်တော်လမေးကြတယ်အဲ့မှာကိုစင်မျိုးမပါတဲ့အကြောင်းရင်းရာကိုကြီးစင်မျိုးကအဲ့ကျွန်တော်တို့ကာဘာအက်ရိုက်တဲ့အချိန်မှာသူပင်တရားရောက်နေတာအဲ့တော့နေမှာဇလန်တွေရိုက်နေတော့သူဘလို့မှပြန်လာလို့မရဘူးပြီးတော့လဲဖိုတိုရှူတွင်တည်ပြီးတော့လဲကိုကြီးမအလှပုံအဲ့လိုမျိုးတိုက်ပုံနဲ့ရိုက်ထားတဲ့ပုံဆိုတော့ဘုံမှမရှိခဲ့ဘူးအဲ့တော့အဲ့တော့ဒီကာဘာအက်မှာမပါတာပါ အာတချို့တွေကအဲ့ဒါ အမျိုးမျိုးတွေမျိုးစုံတွေအတင်လွဲကြတာမဟုတ်အဲ့တော့ဆရာကလည်းပုံတင်ပြီးတော့မှအာနာလို့လေဆရာဦးသိန်းဟောင်းလည်းအဲ့အလိုလေးပေါ့ဟုတ်ဟောဟုတ်တယ်အဲအဖေအဖေမှဆိုမဟုတ်ကိုကြီးခီးထွက်သွားတဲ့ခါကျတော့အဲ့အဲ့လိုပါပိုစတာမှာကြံခဲ့တာပါအဲ့အဲ့လိုကြောင့်ပါစိတ်တိုင်းကြပါတယ်ဒီဇလန်တွဲရလဲကျွန်တော်ကအော်ဟာမှာဗာလဲပင်တရမှာကျွန်တော်မေချိုရိုက်နေတာမေချိုရိုက်တော့ဒီခုဘက်ဒီဘက်ကူးပြီးတော့ကျွန်တော်ရိုက်ထားတဲ့ဇလန်တွဲ now happy hotel လဲအဲ့မှာရိုက်နေတယ်ဆိုတော့ဇလန်တွဲနှစ်တွဲသုံးတွဲလောက်ကျွန်တော်ခွာပြီးတော့ရိုက်ထားဆိုတော့ အဲကိုပါဝင်တဲ့ဆင်းရနဲပြီမဲ့လဲကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့အဲပြုတ်ဆောင်ပေးတာပဲဆိုတော့ဇလန်းတွဲတော်တော်များများမှလဲကျွန်တော်ပါစေခြင်းကြတယ်ပါစေခြင်းကြဆိုတော့အဲ့လိုရိုက်ပြီဆိုတာနဲ့ဟိုတဆင်းပြပြနှဆင်းပြပြဒါပတစ်ခါလေး၅ဆင်းလောက်ပေါ့နော်အဲ့လိုပါစေခြင်းနဲ့ပါစေခြင်းလို့ဟိုအဲ့လိုပြောဟိုမနေ့ခုတ်ရိုက်ပေးရတာပေါ့အဲ့လိုမျိုးအဲ့တင်းပေါ့ဒီတင်းဝက်တစ်ခုကောင်းလို့ပေါ့ဒီကျွန်တော်တို့ဒီဇလန်းတွဲ ပါဝင်တဲ့အဖွဲ့တွေအကုန်လုံးကညီညီညွန့်ညွန့်နဲ့စူးစမ်းကြပဲခက်ခက်မှဆိုလဲရမ်းတော့ပါတယ်နော်သူဆိုလဲသူ့ဆက်တစ်ဆက်လုံးပြောင်းတာအီးစီးပြီးတော့သူစိတ်တွေနစ်ပြီးတော့သူပြုတ်ဆောင်ရှာတယ်သူစားကျွန်တော်ကြည့်တခါလေးကြုတ်ကန်းနေရရင်ကျွန်တော်ကြည့်ရတော်တော်ပင်မမှားတယ်သူဟုတ်တယ်ပုံသူလဲတော်တော်စူးစမ်းပါတယ်음ခက်ခက်မှလဲလေဆိုတော့သူသူငိုပင်းတော့သူမတိတ်တော့ဘူးတော်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 ကိုစိုက်ကြည့်တငင်သူငိုပြီးတော့သူပြုတ်ဆောင်ရတယ်ကြုတ်ကန်းနေလေတအားပူလောင်ပြီးတော့သူကြည့်ရပင်မန်းလို့လေ ဲ့လိုတနာတနာပါသူတိရုပ်ဆောင်ရတာတော်တော်ပိန်မှန်းပါဒီတဲမှာအဲအဓိကတော့အိမ်အောင်မဲအိမ်အောင်ကြီးတွေပြောရအောင်လဲလဲလဲဒါတော့တယောက်နဲ့တယောက်နဲ့ဒါနိဟိုဘယ်လိုပြောမလဲညီညီနိုင်နိုင်လေးလို့ရင်တော့ဒါအဆင်ပြေမှာပါနော်ခြေစဉ်ပြစ်လိုက်လားမင်းပြစ်လိုက်ပြစ်နေတယ်လေအဲ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 ့လိုပြောပါနော်ဆိုတော့အေးပုံပြောပါ အဓိကတော့ဟိုတင်းဝက်တစ်ခုညီလို့ပေါ့ညီတဲ့အခါမှာအကုန်လုံးပေါ့ဥမာပြန်ဇလန်းတွဲဆိုတာလေကျွန်တော်တို့ဒီရုပ်ရှင်ဇလန်းတွဲတစ်ခုဆိုတာလေကျွန်တော်တို့ဒါဆိုင်းဝိုင်းတစ်ခုလို့ပါပဲကျွန်တော်တို့ဒါဥပမာပြောတာជីโจသေးလေးလက်ခုပ်ပေါ့အကုန်လုံး စုပြီးတော့တပြိုင်တည်းတီးပြီးတော့အားဆိုင်ကွန်ဆက်ကြိုးစားမှပဲဒီဇလန်တွဲကပေါက်တာလေအဲ့လိုမျိုးပေါ့အခုကရွေးချယ်စရာတွေဒီခုမှအများကြီးပဲရှိတယ် channel တွေလည်းအကုန်လုံးရှိတယ်ဒါပေမဲ့ဒီတရွဲကိုပဲဟိုပရိသတ်ကအာယုံစိုက်ပြီးတော့အဲဒါစ조사ဟိုကြည့်ပေးတယ်ဆိုတာဒါကျွန်တော်တို့ရဲ့စ조사မှုတွေတွေအရာတင်တာပေါ့နော်မဟုတ်အရန်ချုပ်ချက်လုံးရင်လည်းဒါဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်ဆက်မလား ကျွန်တော်တို့ကျွန်တော်အဖေဆိုလေကျွန်တော်ဟိုဟာမလုပ်နဲ့တရားလို့ကျွန်တော်ခုတ်ခုတ်လို့တာအခုလှုပ်ဆိုတော့ကျွန်တော်မလုပ်တော့ဘူးပဲအဲ့လိုမျိုးအဲအခုကမသွားနဲ့ဆိုလေကျွန်တော်သွားပြီးမှပြောမှာပြောတာအဲအဲမရပါဘူး အဲ့လိုမျိုးပေါ့အရင်နေရာတိုင်းနေရာတိုင်းမှာလည်းဟိုလွတ်လပ်မှုလေးတော့ရှိနေတာပေါ့နော်အရင်ချုပ်ကျဲပြီးတော့အရင်တင်းကျပ်ထားရင်လည်းမကောင်းမြင်ဘူးနော်အဲကျေးဇူးတင်ပါတယ်ပေါ့နော်ဒါဒီဇလန်ွဲလေးကိုအဲဒါဒီလိုမျိုးလောင်ပြီးတော့အားပေးတဲ့အတွက်ကိုလည်းတကယ်ကျေးဇူးတင်ပါတယ်ပေါ့အဲကြာဒါညီမလေးရဲ့ဆိုင်လေးလည်းဒီထက်မကနောက်ထပ်ဆိုင်ခွဲတွေလည်းအများကြီးဖွင့်နိုင်ပါစေနော်အောင်မြင်ပါစေလို့ကျွန်တော်ကြိုးစားဟိုဆုတောင်းပေးပါတယ်ခင်ဗျာဟုတ်